1933ခုနှစ်အင်္ဂလိပ်မြန်မာပထမစစ်ပွဲရပြီးကိုနဲ့အကြဘင်္ဂလားဒေ့ရှ်နိုင်ငံဘန်းဝါမြို့ပါဆင်းရဲလှတဲ့မင်းတလေးရွာမှာလူငယ်လေးတယောက်ကိုငွေပါရဲ့သူ့မှာငွေချင်းအကို၂ယောက်နဲ့ညီကိုတယောက်ရှိပြီးတော့သူကတတိယမြောက်သားဖြစ်ပါလေသူ့မိမတွေကလည်းဆင်းရဲကြပါလေဒီလိုနဲ့လူငယ်လေးအရွယ်ရောက်တဲ့အခါသူ့ညီလက်ကိုဆွဲပြီးတော့ဘဝတိုးတက်ရေးစံစားခံကိုဖွင့်လှစ်ဖို့ညီငယ်ချင်းမြန်မာနိုင်ငံကိုထွက်လာခဲ့ပါလေ တကယ်လို့မြန်မာနိုင်ငံထွေရရခိုင်ပြည်နယ်စစ်တွေမြို့ကိုထွက်လာခဲ့အားဆိုရင်ပေါ်ပြီးမှတ်ပါလေ AK ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာမြန်မာပြည်ထက်ဆင်းရဲပါလေဘင်္ဂလားဒေ့ရှ်လို့ပြောပေမဲ့လေဘင်္ဂလားဒေ့ရှ်နိုင်ငံရေလုံးမဖြစ်သေးတဲ့ပင်ပြားပြည်သေးပါပဲရှိပါသေးတယ်မြန်မာနိုင်ငံလွတ်လပ်ရေးရတော့ပါကစ္စတန်ဆိုပြီးခွေးထွက်လာပါလေပါကစ္စတန်မှာလေအချစ်ပါကစ္စတန်နဲ့အနောက်ပါကစ္စတန်ဖြစ်ပြီးနောက်ပိုင်းကျတိုက်ပွဲတွေပဋိပက္ခတွေထပ်ဖြစ်ပြီးအချစ်ပါကစ္စတန်ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုပြီးဖြစ်လာခဲ့ပါလေ ဘင်္ဂလားဒေ့ရှ်နဲ့ရခိုင်ပြည်နယ်ဆိုတာနေနမိတ်ချန်ထိဆက်နေပြီးကိုကိုလိုဆက်ဆံနေရှိကြပါလေရှေးပဝေတနေတတဲရရခိုင်ပြည်နယ်တွေဟာဘင်္ဂလားဒေ့ရှ်ကိုတွားရောက်အုပ်ချုပ်ခဲ့ဖို့ပါလေရခိုင်သားတွေရဲ့အကြောင်းမျိုးမျိုးနဲ့ဘေးရန်တွေအကြောင်းမျိုးဆိုရင်လည်းဘင်္ဂလားဒေ့ရှ်ဘက်ကိုတွားရောက်သင်းဆောင်နေရှိပါလေလူငယ်လေးရဲ့မင်းဖားတွေအားလည်းအဲဒီလိုဘင်္ဂလားဒေ့ရှ်ပြည်နယ်ကိုရောက်ရှိနေကြတဲ့ရခိုင်ပြည်နယ်စစ်တွေဇာတိဖြစ်တဲ့မြန်မာနိုင်ငံသားတွေပါအခုစစ်တွေကိုထွက်လာခဲ့တဲ့လူငယ်လေးနှစ်မျိုးက ရေးကြိုသူဖြစ်ပါတယ်။သူဟာတုံညီရေးအောင်စီရဲ့လက်ကိုဆွဲပြီးတော့စစ်တွေမျိုးကိုရေးစွန့်ထွက်လာခဲ့တာဖြစ်ပါတယ်။စစ်တွေမျိုးမှာပညာတတ်ပိုးတွေ၊ရှမ်းသာသူပိုးတွေဆိုတာတွေ့ပြီးသူဘာမှမသိပါဘူး။တခါမှလည်းမရောက်ဘူးခဲ့ပါဘူး။ရေးကြိုသူဟာသူ့စွန့်စားလိုစိတ်ကိုဖော်ပြပြီးတော့ရေးရီတို့ထွက်လာခဲ့ရမှာတုံမင်းဖားတွေဟာစင်းရဲလွန့်လို့တာနှစ်ယောက်အတွက်ငွေစအနေနဲ့ငချောက်တချို့ကိုပဲထည့်ပေးလိုက်နေပါလေ။ ငွေကြေးနည်းနည်းရဲ့ငါချောက်လို့ထုတ်ကြီးနဲ့ရခိုင်ကိုရောက်လာပြီးဆိုတော့သူတို့ညင်ကိုလည်းအလို့ရှားကြပါလေရေကျူသူရဲ့ညင်လေးကတော့အလို့အဆင်မပြေတော့ဘင်္ဂလားဒေ့ရှ်ကိုပြန်သွားခဲ့ပါလေရေကျူသူတယောက်သားရခိုင်မှာခိခဲခိခဲနဲ့ဆက်ပြီးရုန်းကန်ကြံရဲခဲ့ပါလေရေကျူသူရခိုင်ကိုမရောက်ခင်တည်းကဆက်တွေမှာတထဲကြီးဦးတန်ခွီဆိုတာရှိပါလေသူ့ရဲ့လေရဂျွန်းကပတ်ပြီးကုံရောင်းကုံွယ်လုံးနေကြတာပါ ရေချိုတူဟာတထဲကြီးဥဒန်ခွေရဲ့လက်စီမှာဒေထောတာအဖြစ်စတဲ့လုပ်ဝင်လုပ်ပါတယ်။ကုံယောင်းလေဟာကျွန်းတကာဘက်တရားဝင်တရားထွက်နဲ့ရောင်းဝယ်ဖောက်ကပြီးလေကိုဆက်ကက်ထားနေရှိပါတယ်။ရေချိုတူဟာဆွဲကြည့်ရဲ့ဝိရိယအားလည်းကောင်းပါလေ။လေထောတာတွေဟာညနေစာစားပြီးချိန်မှာဝိုင်းဖွဲ့စကားပြောလိုက်ကြပြီမယ်။ရေချိုတူဟာတော့တမေးအိုက်လေးရှိပါတယ်။လေထောတာတွေအဲ့ရဝင်ရင်တော့ရေချိုတူဟာလေကိုတယောက်တည်းစစ်ဆေးပါလို့လေ။ဤတည်ရကြကြည့်တယ်။လေကိုချဲတဲ့ဂျိုးတွေကိုစစ်တယ်။ လေဝန်ထွေးဝင်နေတဲ့ရွေတွေကိုကုန်းအောင်ခတ်ထုတ်တယ်ဖြစ်စီထားတော်တွေကိုဆက်တယ်မိုးလေဝါတော့အချင်းချလေပြီးရင်ခဏပြားပြီးမနဲ့၄နာရီဆိုအဲ့ရကထားပြီးလေတွေကိုပြန်စစ်စေးပြန်ပါလေဒါတွေကိုတယောက်တည်းမမှန်ကြီးလုပ်လို့ရှိပါတယ်ဒီလိုဝိရိယတွေအကောင်းအလုံးမှာလက်မြင်တာတွေအကြောင်းလေရေချိုသူဟာတစ်ခဲကြီးရဲ့အာကိုရတဲ့ညာလက်ယုံဖြစ်လာပါတယ်ခြေတုံးကလူကြီးတွေရဲ့ဆန်တာတိုင်းအာကိုလိုရတဲ့လူဆိုရင်သူတို့ရဲ့စီးဝါးအောက်စာဒိုးဝါဝင်တာစုဝင်ပြရွေးချယ်ပါတယ် ဒီလိုနဲ့သထဲကြီးကသူ့တမင်တန်တာဖြူနဲ့ရဲကြိုသူကိုထိမ်းမြပေးဖို့စီစဉ်ပါတယ်။တမင်ဖြစ်စဉ်တန်တာဖြူကငဲဆံပေမဲ့လေရဲဒီခေရခိုင်တလေးအရာလူကြီးမင်းဖကဝတ်တရားနဲ့အညီစီမံတာကိုငင်းပိုင်ခွင့်မရှိကြပါဘူး။ဒီလိုနဲ့ရဲကြိုသူဟာတထဲတမက်အိုးရဲကြိုသူဖြစ်လာပါလေ။အိုးရဲကြိုသူဟာသူတို့မင်္ဂလာဆောင်လို့ရလာတဲ့လွတ်ဖွဲ့တွေကိုလည်းတထဲကြီးရဲ့လုပ်ငန်းမှာဆုရှေအဖြစ်ရာဝိုင်ခဲတာကိုကြည်ရင်ဘလောက်ဈေးပွားရဲ့အကွယ်မြတ်နေဆိုတာသိနိုင်ပါလေ။ တိုးပေါ်ရမှာအခက်ခဲတွေအဆင်မပြေမှုတွေအများကြီးကိုလည်းဖတ်တန်းခဲရတော့ပါဦးရီချိုတို့ဟာအင်ထုံကြပြီးတဲ့အချိန်မှာရောက်ခမအတော့အပြင်ကိုပိုင်လုပ်ငန်းတွေလည်းထူထောင်ပါလေဒီနေ့မှာတော့စစ်တွေမျိုးကိုကျွမ်းသိရောင်းတဲ့လင်ဖို့ကြီးရောက်လာပါတော့တဲ့ဦးရီချိုတို့ကအဲ့ဒီကျွမ်းသိတဲ့အကုန်လုံးကိုဝယ်ထားလိုက်ပါလေနောက်ထပ်လာမယ့်ကျွမ်းသိတဲ့တွေတော့ထက်ဝယ်ဖို့ငွေကြေးလိုရတဲ့အတွက်ဇနင်းတွေဖက်ကမျိုးတွေစီရနေမွေလှည့်ပါလေပြီးတော့ကျွမ်းသိတဲ့ထက်ဝယ်ပါလေ ဒါပေမဲ့ဂျွန်းတစ်တီဟာသူ့ထန်ခဲ့တယ်လို့မယောင်းရပါဘူး။ဥရေးချိုသူဟာဇွဲမချို့ပဲဂျွန်းတစ်တီထားတဲ့ဘုံကြီးကျောင်းမှာနေရဲ့အင်းမပြန်ပဲဝဲသူကိုစောင့်ပြီးရောင်းပါတယ်။မမျိုးလင့်ပဲအင်္ဂလိပ်တွေပိုင်းတဲ့ဆန်ကိုလုံးနဲ့မင်းလုံးတဲ့အခါသူ့ဂျွန်းတစ်တီလည်းရောင်းထွက်သွားပြီးငွေကြေးလက်ဆတ်စေလောက်မြတ်သွားပါတော့တယ်။ဥရေးချိုသူဟာသူ့မွေရဲ့ဘင်္ဂလားဒေ့ရှ်နဲ့လည်းဂုံကူးပြန်ပါလိမ့်။ ဘင်္ဂလားဒေ့ရှ်ကပြန်ဆေးရွက်ကြီးတွေတင်လာတဲ့အခါရေလန်းခီးကြီးမှာလမ်းလေကြီးလိုဆေးရွက်ကြီးရဲ့လေစားငံရည်တွေထိပြီးစုတ်ကုန်ပါလေ။ရုံးလို့မရတော့ဘူးလို့ထင်စရာရှိရဲ့ရေစိုးဆေးရွက်ကြီးကိုဦးရေချူသူကလက်မလျှော့ပဲဝါစင်ပေါ်တင်လန်းပြီးမိုးလမြိုင်မြို့ကိုနံပို့ရုံးရှာပြန်ပါလေ။မိုးတမြင်မှာလက်မလျောင်းရောင်းရရဲ့အခါရခိုင်မှာလည်းရောင်းပြန်ပါလေရခိုင်မှာတော့ကွမ်းစားဆဲဆိုပြီးအပြင်တက်ပါလေဦးရေချိုသူကတဘောကလုံးမအားမနေပဲခွန့်လန်းတွေကိုရှောင်းဖွေနေတဲ့သူဖြစ်ပါလေ အဲ့ဒီချိန်လုံးမှာဘင်္ဂလားဒေ့ရှ်ကကွန်တေဟာတက်ထူလှည့်ကြီးတွေနဲ့စစ်တွေကိုကုန်လာဝဲလိုက်ရှိပါတယ်စစ်တွေကိုအလားလျှေပေါ်မှာဂုံပစ်စီမပါလာကြောင်းလေဟာပို့လွန်ပြီးရေလိုင်းဖီးမှာတွာလာရအဆင်မပြေပါဘူးအတိကတော့လေတိတ်တဲ့အခါလေကပို့နေတာကြောင့်လိုရာမရောက်ပဲအချင်းချင်းကြာတက်ပါလေဒါကြောင့်သူတို့ကဘင်္ဂလားဒေ့ရှ်ဖဲချန်ကတေးတွေကိုတင်လာတက်ပါလေအလုံးနဲ့အခွင့်အလမ်းကိုအမြဲရှာဖွေနေတတ်တဲ့ဦးရဲကျော်သူကစစ်တွေကိုရောက်လာတဲ့အဲ့ဒီဒေးတွေကို တိုင်ခံဝယ်ပြီးတော့ကလဒန်မြစ်ကမ်းပေပါစုပုံစေပါလေပြီးတော့တေးတိုင်ဖွင့်ပြီးအယောင်အဝယ်လောက်ပါတော့လေကုံတွေမျိုးဖြစ်တဲ့စစ်တွေအားဖွင့်ပြိုလာတဲ့အခါမှာတော့ဦးရေးကျော်သူရဲ့တေးတွေဟာရောမလောက်အောင်ပဲအဝယ်လိုက်လာပါတော့လေဦးရေးကျော်သူကဆန်တွေကိုလည်းအကြီးအကျယ်ရောင်းဝယ်ခဲ့ပါလေဈေးပေးတဲ့အခါမှာလည်းအရင်းရှင်ကုမ္ပဏီကြီးတွေထက်ဈေးပိုပေးပြီးတော့ဝယ်လဲရှိပါလေဒါကြောင့်စတီးဗာသာတို့ကုမ္ပဏီကြီးတွေအားလုံးဆန်ဈေးကိုသူတို့ဝယ်တဲ့ဈေးတန်းဝယ်ယူဖို့ ဦးရဲကျော်သူနဲ့လာရောက်ညှိနှိုင်ကြရတဲ့အထိပါအဲ့လိုညှိနှိုင်တဲ့အခါဦးရဲကျော်သူပါကကုမ္ပဏီကြီးတွေနဲ့ထိတ်ထိတ်မတွေ့အောင်လိမ္မာပန်းနဲ့စွာချောင်းပါလေသူ့အနေနဲ့ခဲ့ချင်းနေရအရင်းရှင်ကုမ္ပဏီကြီးတွေကိုသူ့ဖက်ပြန်ပြီးစီးပွားရေးလို့တော့မဖြစ်ဘူးဆိုတာကိုဂုံဂုံနားလေပါလေဒါကြောင့်လေကုမ္ပဏီကြီးတွေကညှိနှိုင်လာတဲ့အခါမှာမသိခင်မလုပ်ပေးနေရင်တခြားတစ်ဖက်မှာတော့သူကကုမ္ပဏီကြီးတွေမသိအောင်တစ်ဖက်လှင်းနဲ့ဈေးပိုပေးပြီးတော့ဝယ်တော့မှတ်တမ်းတချို့ကဆိုပါလေ ဒီလိုဇီဝဥစ္စာပြည့်စုံလာပေမဲ့ဦးရဲကျော်သူဟာဘဝမေ့တဲ့ပို့လို့ခိုင်းနှုတ်ပြောတမိုင်းတွေကဆိုပါလေသူဟာခန္ဓာလာတဲ့သူ့ဝင်ကြီးရဲ့နံရမှာလှော်တဲ့ဆောင်ကိုဆွေချပြီးချိတ်ဆွေထားတယ်လို့ဆိုကြပါလေမသိပေရတော့သူဟာလေထောတာဘဝကနေချမ်းသာလာတဲ့လူဖြစ်တဲ့အတွက်ဘဝမမေ့အောင်သူ့ကိုယ်သူတတိပေးတဲ့သဘောပဲဖြစ်ပါလေဒီလိုတပြေးပြေးနဲ့ထင်ရှားလာတဲ့ဦးရဲကျော်သူကိုအင်္ဂလိပ်ဆိုရာကစစ်တီဆောင်ရွှေစလေးစုပေးဖို့စီစဉ်ပါလေ အိန္ဒိယကမျိုးသမီးတို့ဦးနဲ့ဦးရဲကျော်သူတို့ဟာအင်္ဂလိပ်အစိုးရ၏ခြေတည်ဆောင်ရွှေစလေးစုကိုရရှိခဲ့ပါလေ။အဲဒီခြေတည်ဆောင်ရွှေစလေးစုဆိုတာအဲဒီထင်မှာနှမဲကျော်ထင်ရှားပြီးတော့သူနိုင်တန်းနိုင်တဲ့လူတွေအင်္ဂလိပ်လက်အောက်မှာနိုင်ငံအကျိုးလုပ်ဖို့တည်းရောဒေးတဲ့စုမျိုးဖြစ်ပါလေ။ဒီစုကိုဦးရဲကျော်သူရရှိခဲ့ပါလေ။အဲဒီလိုဦးရဲကျော်သူထင်ရှားလာတဲ့အချိန်မှာပဲမြန်မာနိုင်ငံရဲ့ဗန်လုပ်ငန်းကအဝှအစကားလာကိုဖျက်တန်နေရခြင်းဖြစ်ပါလေမြန်မာနိုင်ငံဟာအင်္ဂလိပ်လက်အောက်ဖြစ်သလို ဟင်ဒီယားနိုင်ငံရဲ့အဆက်အပိုင်အဖြစ်အုပ်ချုပ်ခံနေရတာဖြစ်ပါတယ်။ဒါကြောင့်မြန်မာပြည်ရဲ့ဘန်လုံငိုင်းဆိုတာဟင်ဒီယားပဟောဘန်လက်အောက်ခံဟာနဲ့လက်ပတ်နေရတာဖြစ်ပါတယ်။ပေကျင်းဦးရေချိုသူဟာစစ်တွေမြို့မှာဦးရေချိုသူရဲ့ကုမ္ပဏီလီမိတက်ဆိုပြီးငွေချင်းငွေထုတ်ကုမ္ပဏီတစ်ခုထူထောင်ပါတယ်။သာဟာဘန်တစ်ခုတော့မဟုတ်ပါဘူးဒါပေမဲ့အဲဒီချင်းကမြန်မာနိုင်ငံတည်းမှာငွေချင်းဝထုတ်လုပ်ငန်းကိုပထမဆုံးလုပ်ကင်ခဲ့တဲ့ကုမ္ပဏီဖြစ်ပါလေ ိန္ဒိယယူပိငွေတင်းတရာရင်ထားရတဲ့တုံဝဲချင်းဝဲထုတ်လုံမဲ့ဟာနိုင်ငံခြားသားစုစီကတခုံးမှမပါဝင်ပဲတုပိုင်ဝဲချင်းနဲ့တည်ထောင်နိုင်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်ပဲမြန်မာမှန်တမ်းတွေမှာအိုးရီချို့တို့ရဲ့ကုမ္ပဏီလီမိတက်ကိုမြန်မာတိုင်းရင်းသားပိုင်းပထမဆုံးပန်းဆော်ပြီးတက်မှတ်ခဲ့ကြလာဖြစ်ပါတယ်။ဘိုင်းကနေလေတမားတွေနဲ့ငွေလိုတူတွေကိုငွေထုတ်ချေခဲ့ပါတယ်။ဒါပေမဲ့အိုးရီချို့တို့ရဲ့ဘက်ဟာပေါင်ပစ္စည်းပေးမှာရှင်းွယ်ထုတ်ပေးတာပါ။ ဒီသမားတွေအနေနဲ့လေပုံရပုံပြီးမှချင်းဝယ်ရချေခဲ့ကြလာဖြစ်ပါလေ။ထားကြောင့်လေနှောင်းခေပြပပညာရှင်တွေရေးတဲ့တချို့မှတ်တမ်းတွေမှာတော့ဦးရေချိုသူရဲ့ပန်ကချင်းဝယ်ဟာတိုးများလေအပုံပစ္စည်းပေးမှငွေချေးပေးတယ်ဆိုပြီးတဲ့ပေါ်ပြကြပါလေ။ ဒါပေမဲ့အဲ့ဒီချိန်ဟာအိန္ဒိယကချစ်တီတွေလည်းအမတန်တောင်းကျမ်းတဲ့ကာလမို့ဒေသခံတွေကဥယျာဉ်ချုပ်သူရဲ့ဘက်မှာပဲပုံနှံလာပြီးလုံးကြပါလေဒီလိုပဲပြန်မရွေးနိုင်လို့အဆုံးခံရမယ်ဆိုရင်လည်းချစ်တီစီမှာမိုင်ဆန်းမှုဆုံးဆုံးမခံပဲဥယျာဉ်ချုပ်သူဘက်စီမှာပဲဆုံးဆုံးခံကြတာဖြစ်ပါလေဥယျာဉ်ချုပ်သူကိုယ်တိုင်ကလည်းမြုံမြင့်နှဖုံးဖမ်းမိချိုတစ်ချိန်ဖြစ်တာရဲ့ရဲ့ရွာအတွင်းဖျားတဲ့ចောင်းဆောက်ဒါနပြုတ်တာတွေရဲ့ ချစ်တီတွေရဲ့ဒုံဒုံကြီးမျက်နှာတွေရဲ့မျိုးချစ်စစ်တဲ့နယ်ဝန်တနုံစစ်တဲ့ပြင်းထန်တဲ့ခါလာဖြစ်တဲ့အကြောင်းဦးရီကျိုသူရဲ့ပါတိုးလေအလုတ်ဖြစ်ခဲ့ပါလေဦးရီကျိုသူဟာစီးစင်ဥစ္စာဂျီဝလာလာနဲ့အမျှကျောက်တော်မဟာမုနိဖရာမှာတင်းတဆောင်ခြေဆန်းတို့လိုတို့ကိုလူတန်းခဲ့ပါလေစစ်တွေဆဲုံမှာလည်းအမျိုးသမီးတောင်းခွားဆောင်လူတန်းခဲ့ပါသေးတယ်ဒီလိုပဲစစ်တွေမှာတန်ချောင်းလို့ခေါ်တဲ့ဖုန်ကြီးချောင်းကိုဆောက်လို့ကိုတစ်တွေဝေထားခဲ့ပါလေ ဒါပေမဲ့ဂျုံမဆောင်မင်း1910မှာပဲဦးရွေးချိုသူဟာ꿰လွန်သားပါလေသူ꿰လွန်သွားတဲ့အခါတုတ်သားသမီးတွေဟာအဲဒီဖုန်းကြောင့်ဖြစ်မြောက်ဖို့ဝန်းဝန်းချိုပန်းလူလန်းခဲကြတာကြောင့်စစ်တွေမျိုးကတန်တုံကိုခုတီထိုင်တွေ့မြင်နေပါသေးတယ်သူ꿰လွန်ပြီးစစ်လင်းတဲ့လောက်ကြာ1920လင်းမှာတော့သူ့ရဲ့တက်တမမြောက်သားဦးရွှေသားကဦးရွေးချိုသူကွန်မဏီလီမိတ်တက်ကိုတရားဝင်ဗန်းလုံးကံဖြစ်စနစ်တကျတည်ထောင်ခဲ့ပါလေ ဦးရီကျော်တို့ဟာဘဝကိုခြေဖောလက်ဖောကစခဲ့သူဖြစ်ပါလေ။ရင်းမြေးချားကနေစစ်တွေကိုရောက်လာပြီးစွန့်ဦးတီထွန်းလုပ်ငန်းတွေကိုနှုတ်ပိုင်ခဲ့သူဖြစ်ပါလေ။သူကိုယ်တိုင်ကပညာကုန်းကုန်းမတက်ပေမဲ့တုတ်တာသမင်းတွေကိုလို့အင်္ဂလန်မှာတုံကြောင်းထားပြီးထင်ရှားတဲ့လူတွေဖြစ်လာအောင်မြေတုံမြောက်ပေးနိုင်ခဲ့သူဖြစ်ပါလေ။